တတက်လောက်လမ်းမပေါ်မှာကားတစ်စီးနဲ့သွားနေပြီးလူတွေကိုကူညီနေတဲ့အဖိုးကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ယူဟတ်အန်တာတိန်မန့်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူထုလူဆန်အဖိုးကြီးကြောင်ရဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်သူဟာတတက်လောက်နီးပါ highway လမ်းမပေါ်မှာပဲအချိန်ကုန်ဆုံးခဲ့ပြီးကားတစ်စီးနဲ့ရှောက်သွားနေခဲ့ပါတယ်လမ်းမတည်သည်များဒုက္ခရောက်နေတဲ့အခက်အခဲဖြစ်နေတဲ့သူတွေကိုဒီအဖိုးကြီးကတုတ်တက်ဆွမ်းသမျှကူညီပေးခဲ့ပါတယ် သူရဲ့နာမည်ကတော့ Thomas Weller ဖြစ်ပြီးတော့ American နိုင်ငံမှာနေထိုင်ပါတယ်။ဒီဖိုးကြီးကအဲ့လိုမျိုးလမ်းတွေပေါ်မှာအခက်အခဲဖြစ်နေတဲ့ခီးသွားတွေကိုကူညီခဲ့တာဖြစ်ပါတယ်။သူကဘာဖြစ်လို့အဲ့လိုမျိုးကားနဲ့လျှောက်သွားပြီးလူတွေကိုကူညီနေရလဲ။အဖိုးကြီး Thomas ကလူပြိုပေါက်အရွယ်တွေကသူ့ရဲ့ကားနဲ့တယောက်တည်းခီးထွက်လာခဲ့ပါတယ်။လမ်းတစ်ဝက်မှာပဲနှင်းမုံတိုင်းမိပြီးလမ်းမပေါ်ကနှင်းတွေချရဲမှာသူ့ရဲ့ကားပြတ်သားခဲ့ပါတယ်။လမ်းတစ်လျှောက်လုံးလူအရိပ်ရောက်တော့မှမမြင်ရပဲသူ့ကိုကူညီမယ်ဆိုတာကလည်းမျှော်လင့်ချက်မရှိတဲ့အခြေအနေပါပဲ။ ူဟာကားပြက်ကြီးရဲ့ဖေးမှာစိတ်ပြက်လက်ပြက်ရှင်နေတော့ကားတစီးနဲ့လူတယောက်ရောက်လာပြီးကူညီခဲ့ပါတယ်။အဲဒီသူကတောမတ်ဆက်ကားကိုပြင်မိခဲ့ပါတယ်။အခကြီးငွေလေးတစ်ပြားမှမရှိခဲ့ပါဘူး။ကူညီပေးခဲ့တဲ့သူကသူ့ကိုကျေးဇူးတင်နေဆိုရင်လမ်းသွားရင်ဒုက္ခရောက်နေတဲ့တခြားသူတွေကိုပြန်လဲကူညီပေးပါလို့တောမတ်ကိုပြောခဲ့ပါတယ်။အဲ့အချိန်တွေကတောမတ်ဟာသူ့ရဲ့ကားနဲ့အမေရိကန်နိုင်ငံအနှံ့မောင်းနေပြီးလမ်းမပေါ်မှာကပြက်နေတဲ့သူတွေကိုကပြန်ပေးပါရယ်အကူအညီလည်းပေးပါရယ် ခုဆိုရင်တောမတ်ကအဲ့လိုမျိုး highway လမ်းမပေါ်ကလူတွေကိုအကူအညီပေးခဲ့တာနှစ်ပေါင်း60ကျော်ပြီးလူပေါင်းတထောင်ကျော်ကိုကူညီခဲ့တာပါသူရဲ့ကားကိုနေတော်ရဲမှာအကျန်းခံနိုင်တဲ့ကားမျိုးစားနဲ့လဲလဲခဲ့ပြီးကားရဲမှာတော့ကားဘေးအပေါ်နဲ့အင်ဂျင်ဝိုင်းတွေ၊ကွာတွေ၊ကားပေါ်ပစ္စည်းအစုံလင်းပါရှိပါတယ်။တခါလေလမ်းပေါ်မှာကားပြက်ပြီးတကားလောကျနေတဲ့ခီးတဲ့တွေကိုသောမတ်ကကယ်တင်ခဲ့လို့အသက်ပေးရနေလွမြောက်ခဲ့ပါသေးတယ်။သူကအဲ့လိုမျိုးကိုကြီးကယ်တင်ပြီးကားပြင်ပြီးအတွက်လေခီးတဲ့တွေစီကလည်းငွေကြီးတစ်ပြားမှမတောင်းခံခဲ့ပါဘူး။ တချို့ခရီးသည်တွေကဂျေဇုတင်လို့သောမတ်ကိုပတ်စံနေပင်းရင်လည်းသူကလုံးဝလက်မခံပါဘူး။ဒါဆိုသူကဘလို့နေထိုင်စားတောက်နေလဲဆိုတော့အစိတ်ဝင်စားကြပါပဲ။သူဟာမိသားစုမရှိတဲ့အမိခိုးကင်းတဲ့လူဖြစ်နိုင်ပါတယ်။နောက်ပြီးတတဆာမကုံအောင်ချမ်းသာတဲ့အမွေအနှစ်တွေရရှိထားတဲ့လူလည်းဖြစ်နိုင်တယ်လို့လူများကထင်ကြည်ပေးကြပါတယ်။သောမတ်ကလူရီကိုသူတက်နိုင်တဲ့များကပြင်ပြီးတဲ့အလုပ်လေကူညီပေးနေရတာကိုပဲစိတ်ချမ်းသာပီတိဖြစ်နေရပါဘူး။ ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးရဲ့ထင်မြင်ချက်လေးတွေကိုလည်းရှင်းတာပေးခဲ့ကြပါအောင်နော်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တက်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။အမြဲတမ်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာကောင်းလေးတွေကိုစဉ်စားမပြတ်တက်ဆက်ပေးသားမှဖြစ်တဲ့အတွက်ကျွန်မရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးဘေးနားနိုတီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။နောက်ဆက်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျချင်းစီတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါရရှင်။